ဒီရက်တွင်ကပ္ပသတင်းနော်ကပ္ပသတင်းနေမှာကြော်ကြားနေတာကမ္ဘောဒီးယားက scam center ကြားပြားလို့တရုတ်တွေခေါ်တဲ့လိမ့်လေခြင်း online လိမ့်လေခြင်းနော်အဲ့ဒီ center တွေကကမ္ဘောဒီးယားမှာအများကြီးရှိတယ်မြန်မာပြည်မှာလည်းရှိတယ်လာအိုစ်မှာလည်းရှိတယ်ကမ္ဘောဒီးယားမှာလည်းရှိတယ်ယူဒီးယားကလည်း internet ပေးတာတို့ဖုန်းရောင်းတာတို့သူယူဒီးယားနေဆက်မှာမြန်မာပြည်က လုံနေတော့တရုတ်ပြည်နယ်စပ်မှာဝတရားလုတ်တယ်ဟိုရက်ကဖမ်းပြီးပြီးတရုတ်ကအဲ့တော့ပြောရမယ်ဆိုရင်အခုတော်တော်ပိုးပြီးတော့တောင်စွန်းနေတယ်သူတို့ကနှိမ်နှင်းလို့ကိုမနိုင်ဘူးအခုဆိုလို့ရှိရင်တောင်ကိုရီးယားလူငယ်လေးတွေကိုဖမ်းပြီးတော့အလုတ်အလုတ်ကောင်းလောက်ရမယ်ပေါ့ကြော်ညာတာပေါ့လိုင်းပေါ်မှာကြော်ညာတာအမလေးခါရဲဟိုကွန်ပျူတာတက်ရင်ပြီးရောနော်တင်လဲတင်ပေးမယ်ဟိုလာစားလဲကောင်းကောင်းပေးမယ်လေမြန်စရိတ်လဲပေးမယ်ဆိုခ လေးတွေသွားကြတာပို့ဟိုရောက်တော့လုံရင်လုံမလုံရင်နင့်မိပြဒေါ်လာ၄000ပေးမှဒေါ်လာ2000ပေးမှငွေညစ်တာပေါ့အဲ့တော့ရွေးယူရတယ်သူတို့ သူတို့ကလေးတွေကိုရွေးယူရတယ်ရွေးယူမှပြန်လွတ်ပေးတယ်သို့မဟုတ်လို့ရှိရင်အဲ့ဒီမှာလှုပ်လှုပ်ခိုင်းတယ်အဲ့ဒါလူတွေကိုလိန်ခိုင်းတယ်တကဘာလုံးဝလူတွေကိုအင်တာနက်ဆိုတော့အခုဟာ international ပြဿနာ ဖြစ်သွားပြီကမ္ဘာပြဿနာအဲ့တော့တောင်ကိုရီးယားလုံးဝဒီကမ္ဘောဒီးယားကိုသူတို့ကိုယ်တိုင်လာပြီးတိုင်တဲ့လူများတော့ စင်ရဲရဆို400လောက်ရှိတယ်စင်ရဲမပေါ်တာ1000လောက်ရှိတယ်နော်မြမပြည်ကကလေးတွေလည်းအိတ်ကမ်ဘောဒီးယားမှာအလုပ်လုပ်နေတာ1000ချီရှိတယ်ရာကနန်းဆိုပေမဲ့1000ချီရှိတယ်အဲ့တော့ကိုရီးယားကအဲ့ဒါလုပ်နေတော့ကိုရီးယားကသွားပြီးတော့ကဲရတယ်သူတို့ရဲ့လူငယ်တွေကိုအဲ့ဒီ ကမ်ဘောဒီးယားက scam center တွေကနေသွားကြတယ်ပြီးရင်ကမ်ဘောဒီးယားကို blacklist လုပ်တယ်မသွားရကမ်ဘောဒီးယားဘယ် data data နှစ်ခုရှိတယ်သူတို့အဲ့ scamming center ရှိတယ် data နှစ်ခုဘာကြောင့်ဆိုအဲ့မှာဆိုအကြီးအကျယ်အေကပေါင်းများစွာကိုဒီလူတွေကဝယ်ထားပြီးတော့ကမ်ဘောဒီးယားအစိုးရနဲ့ကိုတွဲပြီးတော့သူတို့ကအတူတူလုပ်နေတာကမ်ဘောဒီးယားကြီးအဲ့ဟိုရက်ကအဲ့ကမ်ဘောဒီးယားကတရုတ် တရုတ်တထေးကမောင်းထုတ်လိုက် ပြီးပြီတရုတ်ကပြောလို့ကမ္ဘောဒီးယားမောင်းထုတ်တာပြီးတော့ယိုဒီးယားနဲ့မြန်မာပြည်ရွှေကုတ်ကိုရောက်လာတယ်အခုယိုဒီးယားမှာဖမ်းထားတယ်အဲ့ဒီတရုတ်ကြီးက तू ကမြန်မာပြည်အဲ့ဒီရွှေကုတ်ကိုမှ तू ကမြန် investor ပေါ့နိုင်ငံခြား investor ဆိုသူကကွန်ဗာဒီယားမှာလို့ပဲလာထောင်တာရွှေကုတ်ကိုမှအဲ့လိုပဲ တိုက်တိုက်တင်အများကြီးတွေနဲ့အခန်းတွေနဲ့အခုလက်ထိရှိသေးတဲ့အဲ့ရွှေကုတ်ကို scam center အဲ့တော့အဲ့သူ့ကိုရိုးတရားအစိုးရကတရုတ်ကဖမ်းခိုင်းလို့ဖမ်းလိုက်တယ်အဲ့တော့ तू ကသူ့ကို तू အားတဲ့ဟို community party ရဲ့စုံထောက်ပါတဲ့အဲ့ဒါကြောင့်မို့လို့သူ့ကို တရုတ်ပြည်ကိုပြန်မပို့ပါနဲ့ပေါ့ပြန်ပို့ရင်သူ့ကိုတတ်မှာဆိုပြီးရိုးတရားအချင်းထောင်မှာပဲကတ်ကုတ် ကပ်ပြီးနေနေတယ်အဲသူ့ရဲ့တပည့်ပေါ့ဒီရွှေကုတ်ကိုကစောချစ်သူရဲ့အရှင်သခင်ကြီးပေါ့တထေးကြီးပေါ့ရွှေကုတ်ကိုမှစောချစ်သူနဲ့အဲ့တော့ဒီဟာကအဲ့တရုတ်ကြီးကိုတွားလိုက်လို့ကမ္ဘောဒီးယားမှာစကမ်စင်တာပြောက်သွားဆိုမပြောက်ဖဲနဲ့အခု35နှစ်ပဲရှိတယ် Gen Z ဆိုတာအဲ့ဒါကသူက Prince Holding Company ဆိုပြီး company အကြီးကြီးနဲ့စင်ကာပူမှာဆိုရင်လည်းသူက17 Shell Company Company 18ခုထောင်ထားတယ် Shell sell ဆိုတာ तू ကနာမည်ပြအခွန်ပဲအလုပ်လုပ်တာမဟုတ်ငွေဝင်ငွေထွက်လုပ်ဖို့ company ထောင်ထားတဲ့ Singaporean 3ယောက်ပါဝင်ထားတယ်အလုပ်ခန့်တာလားအတူလားအဲ့တော့ तू က crypto လုပ်တာအဲ့တော့ तू ကအဲ့ဒီဒီဖန်ထားတဲ့လူငယ်တွေကိုเนาะအားလုံးကိုသူတို့ကဒီ online ပေါ်မှာလိန်ခိုင်းတာလိန်ပြီးရင်သူတို့ကအရာကို website တွေ very sophisticated အစင်းမြင့်မြင့်ဒီ cryptocurrency ရောင်းတဲ့ဝယ်တဲ့ website တွေဖွင့်ထားတယ်။နော် internet မှာခါလေသူတို့ကြကြနနဖွင့်ထားပြီးအဲ့ဒီမှာ crypto တွေဝယ်ကြအဲ့ crypto တွေရောင်းကြပေါ့။ပြီးရ pick pick farming ဆိုတာသူတို့ရဲ့တရုတ်စကားရှိတယ်เนาะအင်္ဂလိပ်စကား pick ဆိုတာ wet wet လို့ခါတဲ့များများပြီးတော့အဲဟိုထိသူတို့ကအဲ့လူတွေကိုပြောရမယ်အများသောအားဖြင့်မုဆိုးဖို့တို့မုဆိုးမတို့အမေရိကသထေးမတွေဟိုဟို အဲ့လိုမိုးဆိုးဖို့တယောက်တည်းဒီအဲ့လိုမျိုးတစ်ခုလက်တို့အဲ့ဓာတွေကိုသူတို့ကမဲဆွဲဆွဲပြီးလို့ရှိရင်ဒီနှင်းမှာဒီခရစ်တိုမှာဝယ်မှာရွှေဆိုတဲ့အများသောပြင်ခရစ်တိုကာရန်စီကိုဝယ်ခိုင်းနေရောင်းခိုင်းနေအဲ့ဒါကိုထည့်လိုက်အဲ့ဒီအဲ့ဒီ website ကိုထည့်လိုက်ရင်ချက်ချင်းတရာထည့်ရင်200ပြန်ပြီးတော့ bonus ပေးမယ်ထက်ထက်ချင်းဘလောက်ပေးမယ်အဲ့လိုဆွဲပြီးတော့ခါတယ်သူတို့ကများများပြီးတော့ခါတယ်တဖြည်းဖြည်းနဲ့ဒေါ်လာသိန်းချီပေါ့၄၅သိန်းနေပါတယ်ဝင်လာပြီဆိုတော့မှ quack ဆိုအ အပိုင်အုပ်တာအဲ့ဒါကိုဝက်လို့ဝါဝါအောင် လုပ်ပြီးမှစားတာတဲ့ဝက်ဝါလာအောင်ကျွေးပြီးမှဝါတော့မှတခါတည်းခုတ်ဖြတ်စားကြတာပြီးတော့မှသူတို့ကအကောက်နေဖြက်ပြေးကြအောင်အဲ့တော့တကပါလုံးကိုအဲ့တော့သူဟာဆိုလို့ရှိရင်အဲ့တော့သူရဲ့ Bitcoin ကို14 billion ကိုအခု American အစိုးရ14 billion 14 billion ကို8 အဲ့ဒီဒီတရုတ်ပိုင်းနဲ့ချင်းစီပိုင်းနဲ့ဘစ်ကွင်ကိုဖမ်းလိုက်တယ်တင်စီလိုက်တယ်เนาะသူကလည်းဘလောက်ချမ်းသာလဲဆိုရင်သူဒီဒီအုပ်စုလိုက်ပေါ့เนาะထောင်းထောင်းဘောင်းများစွာဒီကလေးတွေခိုင်းထားတဲ့အဲ့ဒီ crypto currency တို့အဲ့ဟာနေအမြတ်တရားတနေ့ကို30 million million ခစ်ကောင်းရင်မီလီယံ30သူကတရက်ကိုမြတ်တယ်မြတ်တော့သူကဟိုမီလီယံ30တောင်တရက်ထဲနဲ့မြတ်တယ်အဲ့တော့ရတယ်ပေါ့နော်လူတွေစီကတကဘာလုံးကဒီလူတွေစီမိမတွေယောက်ျားတွေလူငယ်လဲပါမယ်များသောအားဖြင့်လူကြီးပါမယ်လူကြီးဆိုတာအသက်လည်းကြီးပြီးငွေရှိတယ်တချို့တွေပင်စင်စားအဲ့ဓာတွေနဲ့ပေါ့အဲ့တော့ line ပေါ်မှာသူတွေကနေကြတာကို line ခစ်ကြီးဖြစ်နေတော့အဲ့ဒါဆိုလို့ရှိရင် तू ကပြီးရင်အဲ့ဒီတရုတ်က तू ကကမ်ဘောဒီးယား तू ကတရုတ်ပြည်ရလာတဲ့တရုတ် ုံเนาะအသက်က38နှစ်ပဲရှိသေးတယ်ကမ္ဘောဒီးယား citizen လည်းယူထားတယ်နောက်ပြီးလို့ရှိရင် UK England citizen လည်းယူထားတယ်အဲ့တော့ London မှာဆိုရင် तू က14 million တန်နဲ့တိုက်ကြီးကိုဝယ်ထားတယ်။သူက yacht ပေါ့ဇိမ်ခံရွက်လေကြီးတွေပိုင်နေပြီးရင်ခါတဲ့ဒီဟို London မှာဈေးကြီးတဲ့ luxury ဈေးကြီးတဲ့တိုက်တဲ့ property တွေဝယ်ထားတယ်။သူကလည်း London ဟို citizen နဲ့ခံထားတယ် Cambodia citizen နဲ့ခံထားတယ်အဲပြီးရင်လူတွေကိုကြတော့သူတို့ကအတင်းခိုင်းတာသူတို့စီရောက်လာရင်ထွက်ပြေးလို့မရဘူးကျင်ဆက်နဲ့လဲတို့တယ်ဒုံးနဲ့လဲရိုက်တယ်ခိုင်းတဲ့အတိုင်းလှုပ်ရင်လှုပ်မလှုပ်ရင်နှိပ်ဆက်တယ်နော်အဲ့တော့အဲ့ဓာတွေကိုအခုသူသူ့ရဲ့ crypto bitcoin တွေကိုတော့တင်းလိုက်ပြီးလန်ဒန်နာအိမ်တွေကိုလည်းအကုန်ချိတ်ပိတ်လိုက်ပြီးသို့တော်လေ ဒီကမ်ဘောဒီးယားမှာသူ့ကိုဖမ်းလို့မရဘူးကမ်ဘောဒီးယားမှာသူရှိနေတယ်သူကကမ်ဘောဒီးယား citizen ဆိုတော့သူကကမ်ဘောဒီးယားအစိုးရရဲ့သူကအကြံပေးအဲနိုင်ငံခြား investor တရုတ်တထေအကြံပေးကမ်ဘောဒီးယားအစိုးရနဲ့သူကချစ် မိနမိနေပြီးတော့ तू อ่ะဟိုကကွယ်ထားတာပေါ့ခိုင်တုံတော့တက်သိအထောက်ထားနေမှသူ့ကိုပေးမယ်ပေါ့ကမ်ဘောဒီးယားပြောတာအဲ့ဒါအခုအမေရိကန်ကတော့အခု तू ကလည်း Mr. Trump အနေနဲ့ဒီ Bitcoin market မှာ stable coin အနေနဲ့ဝင်မှာဆိုတော့ဒါရီကို तू ရှင်းတော့မယ်เนาะအဲ့တော့ جماعه တင်တာတော့ပြောတာเนาะပြီးရင်ဒီလူတွေကသူတို့မလို့ သူအမေရိကကိုသူတို့မကြောက်ဘူးเนาะတရုတ်ကြတော့သူတို့ကြောက်တယ်ကြည့်တရုတ်ကကျမတို့ဝါပြည်နယ်မှာဝါပြည်နယ်မှာဘုဇုတ်ခင်ညလက်ထက်တုန်းကသူတို့ဖာသူတို့ဝါပြည်နယ်ပေးလိုက်တာဝါပြည်ကိုခုရက်ထိသူတို့ကသူတို့ရဲ့တရုတ်ပြည်အတိုင်းပဲတရုတ်စီမှာပဲသူတို့သွားလုပ်တယ်အဲ့ သူတို့ scam center တွေလုတ်တဲ့ဟာမှာအဲ့ဒီဝါပြည်နေယူတရုတ်ကဝင်သိမ်းတာအဲ့တပြုတ်တထေးကြီးလေးရအဲ့ဒီကနေပြီးတော့ဒီမြန်မာပြည်လွတ်တော်လေသူတို့ကတက်တယ်ဝါပြည်နေကိုစားကြန့်ခိုင်ဖွံ့ဖြိုးရေးကိုစလဲဆိုပြီးတက်တယ်မြန်မာအစိုးရတို့အကြီးတွေနဲ့သူကချိတ်ဆက်သူကဒေါ်လာတွေဟာလေဘီလျံချီသူတို့ဖမ်းတော့သူတို့ရဲ့အုတ်ဂူတွေထဲမှာအဲ့ဝါပြည်နေမှာအုတ်ဂူထဲမှာရွှေချောင်းတွေကအပြစ် အာဒီတရုတ်ယွမ်းနေဒေါ်လာတွေဆိုတာအုတ်ဂူကြီးတစ်ခုလုံးကြီးကိုအပြစ်အာသူတို့ပေးတဲ့လူတွေနော်ရရှိတင်ရဲ့အိမ်တွေဒီမှာတောင်မှဖမ်းမိတာဖမ်းမိတာအစိုးရဖမ်းမိတာဆိုလို့ရှိရင်ဒီခါလေမို့ရာနဲ့အပြစ်ရွှေတွေတော့အဲ့လိုလူတွေအခုကျတော့တေတံတေတံတနာပါတဲ့ခါလေအိုးသူတို့လာပြီးတော့တရုတ်ကဖမ်းသွားတာလေအခုမိသားစုကြီးလေးစု တစုပြီးတစုတေတံနေချနေတာမျက်နှာလေးတွေဆိုစည်းစိမ်လေးတွေဟိုရက်က ရင်ကြီးလို့ဗမာပြည်ထဲမှာမြန်မာပြည်ထဲမှာသူတို့ရဲ့နန်းတော်ကြီးတွေနဲ့ဘရင်လို့စစ်ဘရင်နေရလေဒီ scam တွေလုပ်တဲ့လူတွေကနော်ဝါအကြမ်းဖြန့်ဘရင်တွေအခုတော့တေတံကြနေတယ်ကြောက်เสียအယံကောင်းနေတယ်